အားလုံးပဲမင်္ဂလာပါဗျ Rolling Record Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်အနေနဲ့ Trip in မြန်မာဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့မြန်မာနိုင်ငံအတွင်းကျွန်တော်တို့သွားလာရောက်ရှိဖြစ်တဲ့နေရာဒေသတွေရဲ့အကြောင်းကိုပြန်လည်မျှဝေပေးနေတာဖြစ်ပါတယ်အဲ့ထဲမှာမှဒီ Episode 16ကတော့ကျွန်တော်တို့ညောင်ရွှေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမျှဝေနေတာဖြစ်ပါတယ်အဲ့ထဲမှာမှအခုကတော့ Around ညောင်ရွှေရဲ့ Part 5B အနေနဲ့မျှဝေမှာပါညောင်ရွှေကအင်းလေးဖောင်တော်ဦးရုပ်ပွားတော်တွေကိုကြိုးစူပူဇော်ခြင်း မြင်ကွင်းတွေကိုမျှဝေပေးသွားမယ့်အစီအစဉ်ဖြစ်ပါတယ်ဗျကျွန်တော်တို့အပိုင်းတစ်အနေနဲ့ကတော့ကျွန်တော်တို့ဒီဆွဲလှီတွေနဲ့ဒီချောင်းလေးကနေပြီးတော့ဝင်လာတဲ့မြင်ကွင်းတွေနဲ့အဲ့မတိုင်ခင်မှာတော့ဒီညောင်ရှိမှာရှိနေတဲ့မြင်ကွင်းတွေကိုမျှဝေခဲ့ပြီးဖြစ်ပါတယ်ဒါအခုအပိုင်းနှစ်မှာကတော့အခုနဖောင်တော်ကရွေးဖောင်တော်စိုက်မယ်ပြီးသွားလို့ရှိရင်ဒီလမ်းတစ်လျှောက်ချိန်မဲ့ကျောင်းတော်ကိုရုပ်ပွားတော်တွေပစ်ဆောင်ပူဆောင်မယ်အဲ့ဒီမြင်ကွင်းတွေကိုမျှဝေဟုတ်ကဲ့အခုဒီမှာ ီလောင်းလေတွေနဲ့အာလာနေကြတော့မယ်ဗျအခုမှဆိုတော့ကျွန်တော်တို့အခုဟိုပါပေါ့ကျွန်တော်တို့သိရတဲ့လောက်ကတော့သူကဒီပုံပုံမှန်အတိုင်းပဲ22ဌာနကိုဒါသူကအဲတရင်ကျော်လာစံတရက်နေ့ကနေစပြီးတော့ဒီသစာကြီးကြွချီတော်မူတယ်ပြီးသွားလို့ရှိရင်ဘယ်နေ့အထိလဲဆိုတော့တရင်ကျော်လာပြီးတော့3ရက်နေ့အထိဒါနှစ်တိုင်းမှာအင်္ဂလိပ်ရက်တွေလာပြောင်းသွားမယ်မြန်မာရက်ကိုပဲအတည်ယူထားတာဖြစ်တဲ့အတွက်တရင်ကျော်လာစံတရက်နေ့မှာဖောင်တော်ဦးကျောင်းတော်ကနေမနက်9:00ဆိုထွက်တယ်ပြီးရင်အင်းနေကြီးဘောကုံကျောင်းမှာညချင်းနေ အဲ့ဒီကနေပြီးတော့တောက်လျှောက်လာလိုက်တာကကျွန်တော်တို့အခုဘယ်ထိလဲဆိုတော့ linking ကြောင့်ပေါ့ linking ကြောင့်ပေါ့သတင်းကြွလာတဲ့ခုနှစ်ရက်နေ့အဲ၆ရက်နေ့မှာရောက်တယ်ပေါ့ရောက်ပြီးတော့ခုနှစ်ရက်နေ့မနက်ခုနှစ်နာရီအင်္ဂလိပ်လို28ရက်နေ့ပေါ့ဒီနေ့မနက်ခုနှစ်နာရီက linking ကြောင့်ကနေပြီးတော့အဲထွက်ခွာလာတယ်ထွက်ခွာပြီးတော့ညောင်ရွှေကိုအခုရောက်ပြီရောက်ပြီးတော့ညောင်ရွှေမှာညာချင်းမယ်ပြီးတော့လို့ရှိရင်မနက်ဖန်သတင်းကြွလာတဲ့၈ရက်နေ့ညာချင်းမယ်ပြီးတော့ရင်တပတ်ခါသတင်းကြွလာတဲ့9ရက်နေ့ညာချင်းမယ် အဲ့ဒါပြီးသွားတာ ਨੇ သတင်းချုပ်လာစဲ၁၀ရက်နေ့ဆိုတော့အောက်တိုဘာ၁ရက်နေ့ဖြစ်သွားမယ်အဲ့ဒီမှာညောင်ရွှေချောင်းတော်ကနေပြီးတော့မနက်ခွန်နာရီမှာနန်းသေးချောင်းကိုကြွမယ်ပြီးသွားရင်နန်းသေးချောင်းကနေမွန်းလွဲ့တနာရီမှာမိုင်းတောက်ချောင်းကိုကြွမယ်မိုင်းတောက်ချောင်းမှာညာချင်းပြီးတော့နောက်တနေ့မှာမိုင်းတောက်ချောင်းကနေမနက်ခွန်နာရီထွက်မယ်တလဲဦးချောင်းမှာညာချင်းမယ်ပြီးသွားရင်တလဲဦးချောင်းကနေပြီးတော့သတင်းချုပ်လာစဲ၁၂ရက်နေ့မနက်ခွန်နာရီမှာထွက်မယ်ကေလာချောင်းမှာ ကီလာချောင်းကိုရောက်မယ်ကီလာချောင်းကနေပြီးတော့မုံလွဲ့နှစ်နာရီခွဲမှာထွက်မယ်ဇေကြီးချောင်းကိုညာချင်းမယ်အဲဇေကြီးချောင်းကနေပြီးတော့လင်းကျွတ်လာစား73ရက်နေ့အော်တိုဘား၄ရက်နေ့မနက်9နာရီမှာထွက်မယ်ဘလိုတော့ပေါက်ချောင်းကိုရောက်မယ်ဘလိုတော့ပေါက်ချောင်းကနေမုံလွဲ့နှစ်နာရီခွဲမှာထွက်မယ်နန်းပန်ချောင်းမှာညာချင်းမယ်နန်းပန်ချောင်းကနေအော်တိုနေ့မနက်9နာရီမှာထွက်မယ်မကြီးစိတ်ချောင်းမှာနေစုံဖုံးမယ်မကြီးစိတ်ချောင်းကနေမုံလွဲ့နှစ်နာရီမှာထွက်မယ်ကြိုင်းခမ်းချောင်းမှာညာချင်းမယ် ။တင်းကျော်လာစဉ်15ရင်းနေကြတော့ကျိုင်းခန်းကျောင်းကနေပြီးတော့မနက်ခွန်နာရီထွက်မယ်မိုင်းပြူကျောင်းကိုရောက်မယ်။မိုင်းပြူကျောင်းမှာညချင်းမယ်ပြီးတော့ရင်တင်းကျော်လာပြီးတော့တရက်နေမှာမိုင်းပြူကျောင်းကနေမနက်ခွန်နာရီထွက်မယ်နောင်တော့ကျောင်းကိုရောက်မယ်နောင်တော့ကျောင်းမှာညချင်းမယ်ပြီးတော့တာနဲ့တင်းကျော်လာပြီးတော့နှစ်ရက်နေမှာနောင်တော့ကျောင်းကနေမနက်ခွန်နာရီထွက်မယ်အင်းပေါ်ခုံကျောင်းမှာနေဆုံးစက္ကန့်ပဲပြီးရင်အင်းပေါ်ခုံကျောင်းကနေမလွတ်နှစ်နာရီခွဲမှာထွက်မယ်ရေတာကျောင်းကိုရောက်မယ်ရေတာကျောင်းမှာညချင်းပြီးသွားလို့ရှိရင် အဲ့ဒီတရင်ကျွတ်လာပြီကျော်3ရက်အော်တိုဘာ6ရက်နေ့မှာမနက်7:00နာရီဖောင်တော်ဦးကျောင်းကိုပြန်လဲကြွချီမိဒါက22နှစ်တိုင်းဒီရက်ဒီထိုင်ပုံတွေကြွချီတာဖြစ်ပါတယ်ဗျအခုကတော့ဒါဆွဲလေဒီရှိကဒီဟိုဒီပွဲမှာပါဝင်ဆင်နွှဲတဲ့ခလီဒီအကုန်လုံးကဒါကရှိကနေပြီးတော့အရင်လာနေကြတာဖြစ်ပါတယ် ီကျွန်တော်တို့စိတ်ဝင်စားတာလေအဲ့ဒီမြုပ်မသွားတာသေးလားလေဒီဒီဒီလိုမျိုးလေးရေပေါ်ဒီလိုလေးရှက်ပေါ်ယုံလေးနဲ့လေမြုပ်မသွားတာကတော့တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်ဒီတခုလေးပဲရှိတယ်ကျွန်တော်တို့ဟိုပါပေါ့ဟိုဒီလိုမျိုးလေတွေဝင်လာတဲ့ဟာကိုကျွန်တော်တို့ဟိုပါပေါ့ တတိချာချာတတက်ရရဲ့ချက်ချက်ဝန်းလေးနဲ့ဖူးမြော်နိုင်မှုနေရာလေးတွေကိုအစီအစဉ်တစ်ချက်လုပ်ပြီးထားနိုင်လို့ရှိရင်လမ်းညွန်ထားနိုင်လို့ရှိရင်တော့တော်တော်လေးအဆင်ပြေမယ်ဗျာအခုဆိုလို့ရှိရင်ကျွန်တော်တို့ဟိုဒီလိုမြင်ခွင့်ရဖို့ကိုကိုယ့်အကူကိုလိုက်ပြီးတော့ဟို မေဟူမြင်းတီမြန်းတဲ့အဲ့လိုရှာကြရတာလေအားလုံးကလည်းဒီတိုင်းပဲဟိုအမြဲတမ်းရောက်နေကြလူတွေအဖိုးကတော့တီပီးသားအချို့ဒေတာကန်တွေလည်းတီပီးသားဖြစ်မယ်သို့တော်လေအခီးသွားတွေခြားဒေတာကလာတဲ့လူတွေအဖိုးကြတော့နည်းနည်းလေးအခက်ခဲလေးရှိတာပေါ့အဲ့လိုမျိုးလေးလမ်းညွှန်မှုလေးလုပ်ပေးနိုင်တော့တအားကောင်းပါဗျဒီမှာကြည့်ဒါဒီမှာဒီဒီနေရာလေးမှာဆိုလို့ရှိရင်ဒါအခုအာဖူးမြော်နေကြတဲ့သူတွေသို့မဟုတ်လိလာနေကြတဲ့သူတွေအများကြီးပဲ တီတော်ဒီအဲ့ဒီယူဆတခုလည်းကျွန်တော်တို့ဟိုမှတ်သားဘူးလေဗျဘာလို့ဆိုတော့ဒီရေပေါ်မှာအရင်တော့အင်းလေးကပို့ပြီးတော့ဟုတ်တယ်လीနေရတာဟိုပါဘောရေကပို့များတယ်ဆိုတော့ဟိုခြေတောင်းနဲ့လမ်းလျှောက်ရတဲ့နေရာတဲ့ဆိုင်ခြေတောင်းနဲ့ကလူလှိလှော်ရတဲ့ခါကျတော့ကျမရေးအရာကိုကျန်တဲ့ဟာဒီအကုန်လုံးရအောင်အဆင်ပြေတယ်โอเคဥမာလာပြီဗျဒါရှေ့ကအချိုလီချိုလီပြီးတာနဲ့ နောက်မှာကကရိတ်ဖောင်တော့ပါမှာအာဒီမှာကရိတ်ဖောင်တော့လှပခံထေတဲ့ကြက်တီရှိတဲ့ကရိတ်ဖောင်တော့ ਨੇ လဆာဖရာရုပ်ပွားတော့ငါးစုအင်းလေးဖောင်တော့ဦးဖရာရုပ်ပွားတော့ငါးငါးစုရှိတဲ့နှက်က၄စုထင်းတယ်နော်၄စုကြွချီတော်မူလာတာဖြစ်ပါတယ် โอเคအဲ့တော့အခုဒါဒီကနေပြီး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 ဆိုတဲ့ခါကျတော့ကျွန်တော်တို့ဟိုဒီညချိမ့်မဲ့ចောင်းတော်ကိုကြွမဲ့လမ်းကိုဆက်ပြီးတော့သွားပြီးတော့ဖူးကြမှာဗျအခုဒါကတော့ညဈေးတန်းနဲ့ရောက်ပြီဈေးတန်းနဲ့ဆိုတော့အခုကဈေးတန်းနေရာလေသူအများကြီးပဲဗျဒီမှာလေအခြေကြီးပဲအခြေကြီးပဲဆိုတာကဈေးတန်းနေရာတော်တော်လေးကြည်တယ်လို့ပြောတာအခုဒီဆိုင်ထဲကမနဲ့တရားဖွင့်တာဗောမနဲ့တရားဖွင့်နေဖွင့်ပြီးသားလို့ရှိရင်သူညဘက်ဆိုလဲတောက်လျှောက်ဖွင့်တယ်ကျွန်တော်ညဘက်တော့မကြုံဘူးသေးဘူးဗျ ိုးမှာတက်လာအဆက်ယုံရှိတယ်ဟိုးမှာဇက်ဇက်စင်ရှိတယ်ဒီဒါကြောက်တိုင်ကိုင်လားမသိဘူးအဲ့ထဲမှာဒါဒီဘေးတောက်လျှောက်ကတော့ဈေးဆိုင်တန်းနေပေါ့အများကြီးပဲ အဲဒီနားလေးရောက်လာပြီဒီနားရှေ့မှာဆိုလို့ရှိရင်ကျွန်တော်တို့အာဒီရုပ်ပွားတော်တွေဒေသဆိုင်ကြွချီမဲ့လမ်းကိုရောက်တော့မှာကြဝီဒီလမ်းဒီလမ်းလေးကိုကျွန်တော်တို့လေအစောပိုင်းတုန်းကဟိုဟာဖြစ်မှုတယ်လीညဝေထားသေးတယ်ဒီလမ်းလေးကိုကျွန်တော်တို့ ာဒီနားလေးကနေပြီးတော့ကြည်ရင်တဲ့ဒီဟိုဟာကိုကျွန်တော်တို့ရုပ်ပွားတော်တွေရဲ့တမန်ချောင်းလေးကိုမျှဝေရအောင်ပါတီပီးသူတွေလည်းအတော်များများရှိပါလိမ့်မယ်ဒီလွန်ခဲ့တဲ့နှစ်ပေါင်း644ခန့်ကတဲ့တန်းတောင်ဖျားနေမြေအတွင်းတစ်ခုသောနေရာမှာတောချုံပိတ်ပေါင်းတွေဖုံးလွှမ်းနေတဲ့လှိုင်ကူအတွင်းကနေပြီးတော့ဂျောင်းကြီးတော်တွေကွန်မြူတာတွေ့တာနဲ့ အဲသူတို့ကဆော့ဖွားအဲ့ဒီအချိန်ကဆော့ဖွားကြီးစီဆိုင်ဖားထန်ကိုသွားပြီးတရင်ပြေးတာပေါ့အဲ့နဲ့ဆော့ဖွားကြီးအဲ့အဝန်သားနဲ့သူဆွေတော်မျိုးတော်ကြီးမူတော်မတ်တော်ကြီးပြိတ်သက်တွေနဲ့အကုန်ချန်ရံပြီးတော့လှိုင်ကူကိုတူးတဲ့ခါကျတော့ရုပ်ဘွားတော်၅စုကိုတွေ့ရတယ်တဲ့အဲ့ရုပ်ဘွားတော်၅စုနဲ့နှစ်စုကတော့ရဟန္တာပုံတော်လို့ပြောပါတယ်အဲ့ဒီ၅စုကိုဖောင်တော်ဦးရုပ်ဘွားတော်တွေလို့ခေါ်တယ်လို့ဆိုပါတယ်ဘာဖြစ်လို့ဖောင်တော်ဦးရုပ်ဘွားတွေလို့ခေါ်လဲဆိုတော့တဲ့ကောဇာတက်ကရီ၄၄မှာမင်းပြည့်ရောက်တဲ့နရပရိအလောင်းစီသူမင်းကသာသနာပြောစီပင်ပြန့်ပွားရေးအတွက် သူကဒီဖောင်တော်နဲ့တိုင်းငယ်လှည့်လဲပြီးရရရမှာဇေဒီပထိုးကူចောင်းနေတိဆောက်လေးရှိတာဟုတ်အဲ့တော့လဲတိတီဟိုကျုံရောက်တော့တီဟိုမင်းကဆက်တက်လိုက်တယ်တက္ကနဖောင်ကျော်နဲ့လှည့်ပြီးပြန်တော်မူတဲ့နေရာမှာမလယားလို့ခေါ်တဲ့မလာယူကျွန်းကိုရောက်တော့အဲ့ကျွန်းကအိန္ဒိယပြည်မဒရက်နယ်တောင်ဘက်ပင်လယ်မှာရှိပြီးတော့အမွေးနဲ့တာကရမက်တွေအလွန်ပေါ်တယ်လို့ပြောပါတယ်။တရားမင်းကဆက်တက်အနှင်းလိုက်တဲ့မဟာဗောဓိသားနဲ့တရခန့်နတ်တာနှစ်သားတွေကိုရုပ်ဝါတော့ငါးစုထုလို့ပူဇော်ပြီးတော့ဖောင်တော်ရဲ့ရှေ့ဦးမှာ ပင့်ဆောင်လာတာကြောင့်မလို့ဖောင်းတော်ဖျားလို့ခေါ်တာလို့ဆိုပါတယ်။ဆိုဝိုင်းစိဆိုင်ဖကလည်းအဲ့ရုပ်ပွားတော်ငါးစုကိုညောင်ရွှေကိုပင့်လာပြီးတော့သူ့ရဲ့ဟော်နန်ဦးစံပြတ်သက်မှာကိုးကွယ်တယ်။တင်းကျော်လာစံ9ရက်ကိုရောက်လို့ရှိရင်ဟော်နန်ဦးကလည်းအောက်ကိုပင့်ယူပြီးတော့ပြတ်သက်တွေမှာပြတ်သက်အတွင်မှာပြည်သူပြည်သားတွေကိုဖူးမြော်စီတယ်ပေါ့။အဲ့ဟော်နန်ဦးကလည်းမြို့ကိုဆင်းပြီးကြွားတာကိုအစွဲပြုတ်ပြီးတော့စစ်ဖျားလုံးဆိုင်အသက်တော်မှိုင်းတောင်းပန်ပါတယ်။အဲ့ဒီလူပြည်သူကြွားဆင်းလာတော့မြတ်စွာဘုရားလို့ရှမ်းပါသားစကားနဲ့ခေါ်တွင်ခဲ့တယ်လို့ဆိုပါတယ်။ ရောင်ရှိမ256နှစ်လောက်ကြာအောင်ပွဲတော်တွေကျင်းပခဲ့ပြီးတော့တဲ့969ခုနှစ်မှာတော့ပအုံးကျင်ကစော်ပွားတွေကတိပါနှောက်ရက်တိုက်ခိုက်တာကြောင့်မလို့ဒီရုပ်ပွားတော်၅စုကိုစစ်ဘေးအန္တရာယ်ကင်းရှင်းဖို့ညောင်ရွှေနဲ့ရွှေရင်ဖျားကြီးရဲ့အရန်ဆောင်ဂျွန်သီးတော်တွေနေရာကွက်မှာကြောင်းဆောက်လုပ်ပြီးတော့အဲ့ဒီကရှိနေတဲ့ပုံကိုယ်တွေကိုမင်းမှုရေးရာကိစ္စတွေကင်းလို့စိတ်ပြီးတော့ဒီဖျားကိုထိမ့်သိမ်းဆောက်ရှောက်ဖို့တခုတည်းပဲလှုပ်စီတယ်ပေါ့အဲ့လိုနဲ့သူကဒီ ဗုဒ္ဓဘာသာဝင်ရဲ့ဖျားကိုစားချုပ်ဝါစနုတော်စီကြီးတော်ကိုထိမ့်သိမ်းဆောင်ရှောက်တဲ့သူတွေနေထိုင်ရာကိုဘယ်သူမှဝင်ရောက်တိုက်ခိုက်နှောက်ယှက်ထိပါဖျက်ဆီးခြင်းမလုပ်ရဆိုပြီးတော့ဘာသာရေးဥပဒေပြည့်ညက်ချက်ထားရှိခဲ့တယ်တဲ့ဖျားရဲ့တင်ကန်းဖြစ်စေဘုန်းကြီးရဲ့တင်ကန်းဖြစ်စေအွန်လိုင်းဆိုက်ထူထားရင်ဘယ်ရန်သူတယောက်မှဝင်ရောက်နှောက်ယှက်ခြင်းမပြုရတဲ့ဘာသာထုံးနှံဥပဒေပြည့်ညက်ချက်အရာအဲ့ဒီမှာအဲစစ်ပေးတဲ့ကင်းရှင်းစွာနဲ့နေခွင့်ရခဲ့တယ်တဲ့အဲ့ဒီရက်ကကရွှေရင်နေဖျားရဲ့အရှိတ် မြောင်းဆုံရွာရဲ့အနောက်တောင်အင်းတိတ်မြူဟောင်းရဲ့တောင်ဘက်အခုဆုံမရွာလို့ခေါ်တဲ့ချက်ွက်ဖြစ်တယ်လို့ဆိုပါတယ်။ဒါကမူတစ်ခုပေါ့အခြားမူတစ်ခုရှိသေးတယ်ဗျ။အချမ်းမူတခုကတော့လောင်စီသူမင်းကတိုင်းငယ်လှည့်ရင်းနဲ့ဇဘူးတပြေပင်ရင်းကိုရောက်တဲ့အချိန်မှာတဲ့ဘလူးမကတန်းငယ်ကိုပိုက်ပြီးမြေကန်းနာကကြည့်တော့အဲ့တန်းငယ်ကမြေတွင်းကျသွားတာပေါ့အဲ့နဲ့လောင်စီသူမင်းကတီးတော့ဂျမထာချိန်လုံးနဲ့ရေကိုပုတ်ခတ်တော့ရေဆောင်နှက်ကနေပြီးတော့အဲ့ဘလူးမအတောင်ဆယ်ပြီးတယ် ဘလူးမဝန်တာတာကြောင့်မလို့ဟိမောင်တာတောမှာရှိတယ်။အနက်မှွေးကြိုင်တဲ့တရက်ခန့်အစ်စ်ကိုဖျက်ယူပြီးအလောင်းစီသူမင်းကိုဆက်တာတဲ့။တခြားမင်းကအလောင်းစီသူမင်းထံကအဲ့တရက်ခန့်သားနဲ့ယူပြီးတော့တရက်ခန့်ရုပ်ထုတော်မြတ်၅စုမြက်ပေါင်းမြစုတစုရှင်ပြူရှင်လာ၂စုပေါင်း၈စုထုလုပ်ပြီးတော့အလောင်းစီသူမင်းကိုပြန်ပြီးဆက်တာတဲ့။တကယ်လေ82ကြာတော့အလောင်းစီသူမင်းကပထမဒုတိယတတိယနဲ့စုထသရက်ခန့်ရုပ်ပွားတော်၄စုကိုတန်းထောင်ရဖောင်တော်ပေါက်တောင်ချေရေးမှာထပ်ပါတိုင်းဆောက်ပြီးဆိုင်ကိုသွင်းတယ် ညပောင်းမြင့်သူဖရာယုဒ္ဓတော်ကိုမဟာကာမရွာချောင်းဆရာတော်အရိယတစဓမ္မရန်တီထံမှာအနန္တနဲ့တက္ကရ921ရောက်တော့တန်းထောင်ရက်မှာလိုင်ကိုတွင်းထားတဲ့ရုပ်ပွားတော်ဒေစုကချောင်းကြီးတော်တွေကွန်မြူတာကြောင့်မလို့တူးဖော်ပြီးတော့ရွှေင်းနေဖရာကိုပင့်ဆောင်ပူဇော်တယ်တဲ့မဟာကာမရွာချောင်းမှာတရင်သုံးတဲ့မြပောင်းမြင့်စုရုပ်ပွားတော်နဲ့အတူကိန်းဝတ်တော်မူတယ်တက္ကရာ1252ကစလို့ရုပ်ပွားတော်၅စုကိုနန်းဟူးရွာမှာကျောင်းတော်ကြီးဆောက်ပြီးကိုးကွယ်ခဲ့တာယနေ့အထီးလို့ဆိုပါတယ် အခုဒါကကြတော့အခုနောက်မှာပါတယ်အာဂျိုးပွားတော်တွေပါတယ်ចောင်းဆောင်ကိုဒါကျိုးနဲ့ဆွဲပြီးပူဇော်ကြတာဗျဒါရှိကကျိုးနဲ့ဆွဲလာတဲ့အဖွဲ့ကျိုးနဲ့တောင်းလျှောက်ဆွဲလာတာဆွဲလာတော့နောက်မှာကဂျိုးပွားတော်တင်ဆောင်လာတယ်လဲပါတယ်ဗျဒီမှာနာနာနဲ့ဆုပ်ပြီပါဒီမှာပါ ူပွားတော်တွေကဒီထဲမှာပါလာတာဖြစ်ပါတယ်။ဟိုမှာ ခုကတော့ဒါဂျိုဘွားရိုဒီကနေကြွသွားပြီကြွသွားပြီဆိုတော့ညာချင်းမဲ့ဆန်ချောင်းတော်စီကိုသွားမှာဒေသစာကြီးကြွချီတော်မူသွားပြီဖြစ်တယ်အဲ့တော့အခုလောလောဆယ်တော့တရားလူတွေအဖွဲ့တွေကအချို့တွေကလည်းအဲ့ဒီချောင်းကိုနောက်ကလိုက်တဲ့လူတွေရှိတယ်အချို့ကကြတော့ဒါကုလူရာကိုဆက်သွားကြတဲ့လူတွေရှိတယ်လူကတော့တွေ့တဲ့အတိုင်းပဲနင်းတော့မဟုတ်ဘူးဒီမှာနင်းတော့မဟုတ်ဘူးပြင်းထန်နေတာပဲညောင်ရွှေတစ်မြို့လုံးလုံးဝအခုဒီမှာဆိုကြည့်ဒါဆိုင်ကယ်ကြီး အကုန်လုံးလမ်းမှာအပြစ်ပိတ်နေတာဘာမှဆက်မောင်းလို့မရတော့အောင်ကိုပြိသွားပိတ်သွားတာစစဘောင်းအဲ့ဒီမှာမိနစ်20လောက်ပိတ်မိပြီးတော့မှမိနစ်20နာရီဘက်လောက်ပိတ်မိပြီးတော့မှကျွန်တော်တို့တွေထွက်လာနိုင်တာပေါ့အခုကကြတော့အဲ့ဒီចောင်းတော်ကိုသွားမှာညချင်းမဲ့ဆန်ចောင်းတော်ကိုသွားပြီးတော့ရုပ်ဘွားတော်တွေဖူးမြော်ဖို့အတွက်ပါ ဲဒီဈေးတန်းကိုသူဖြတ်သွားရမှာဈေးတန်းကဒီမှာလေအများကြီးပဲအများကြီးပဲဆိုတော့သူကဒီဘက်ဒီမှာအခုတော့ဟိုဘက်ဒီမှာကိုကျွန်တော်တို့လာခဲ့တဲ့နေရာလေဒါပါဆိုဒီမှာက၃ညချင်းမှာဖြစ်တဲ့အတွက်အဲ့ဒီပွဲဈေးတန်းကလည်းဒါတချောက်ရှိနေပါညာဘက်ဆိုလို့ရှိရင်တော့ဒီတက်ပူပြီးစီစီမလားမသိဘူးကျွန်တော်တို့ညာဘက်ကတော့လေတစ်ချိန်မှမရောက်ဘူးသူဖြစ်နေတယ် တိုင်းရင်သားတွေရဲ့စကားသံပြီးတော့ဒေတာထွက်အစားအစာအချို့ပြီးတော့ခြားဒေတာတွေကနေလာရောင်းနေအာစားတောက်စရာလူသုံးကုန်ပစ္စည်းတွေနဲ့ပွဲစည်းကင်းတစ်ခုရဲ့အရာတာကိုတော့အပြည့်အဝရတယ်ဗျ။အာဒီမှာတော့ဒါလေယာသုံးပစ္စည်းတွေအဲ့ဒီကျွန်တော်တို့ဟိုចောင်းတော့ ကျောင်းတော်မှာသူကညချင်းမှာ哦ညချင်းမှာ၃ညချင်းမှာဆိုတော့အဲ့ဒီရုပ်ပွားတော်တွေကအဲ့ကျောင်းဆောင်တွေကိုရောက်မှာဒါအဲ့ဒီကျောင်းဆောင်ကိုကျွန်တော်တို့သွားပြီးတော့ဖုံးမြောင်းပါဗျကျောင်းဆောင်တွေကိုအိုးတဏ္ဍာရီလားမုံနေမြာရေမို့အိုးဒီမှာတဏ္ဍာအိုး ရင်တော့တော့နော်တဏ္ဍာရုံဆိုကျွန်တော်တို့အတုံးကြီးတွေတွေ့ဘူးတာလေအခုတော့ဒါကအဟိုးရင်တော့တဏ္ဍာပင်ရဲ့ဂိုင်းလောက်တွေပဲဖြစ်မယ်ထင်တယ်အရင်တော့ကတဏ္ဍာပင်ဆိုတာအကြီးတွေပဲအခုနောက်ပိုင်းတော့ဟိုတက်တန်းသိရင်းနဲ့အထိထားမရလားလားဘယ်လိုလားမသိဘူးလာမနီ

အရှိမမုတ်လို့ခေါ်လာမသိဘူးဒီဒီဒီမုတ်ကိုလေဒီမှာမဟုတ်ဦးစီရောက်ပြီမဟုတ်ဦးစီရောက်တော့အဲဒီမှာကတော့လူတွေကိုဒီကနေဝင်ခွင့်ပြုမထားဘူးဘာလို့ဆိုရုပ်ပွဲတော်တွေကြွမဲ့နေရအောင်အဲ့တော့ရှေ့ကိုပဲပြန်သွားမှရမယ်ရှေ့ကိုဆိုတာကျွန်တော်တို့ခုနဈေးတန်းကြီးရဲ့နေရာမှာဝင်ပါတော့ရှိတယ်အဲ့ဒါကြတော့ဘာမဟုတ်ဖြစ်သွားမလဲ မြောက်ဘက်မဟုတ်ဖြစ်မလားโอเคကျွန်တော်တို့ဒီဘိုင်းကတော့ဒီမြပဲဖြစ်ပါတယ်ဗျနောက်ပိုင်းကျတော့ကျွန်တော်တို့ဆန်ကြောင်းတော်တွေကိုကြွရောက်တဲ့မြင်ကွင်းတွေဖူးမြော်ရင်းနဲ့ကျွန်တော်တို့မြှားမှုတွေကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ